မင်္ဂလာပါခါရှန်တကနေပြန်လဲကြိုဆိုပါရစေဒီကနေ့တက်ဆက်ပေးမယ့်ဝတ္ထုကလေးကတော့ဆာယေသူဘိုးကျော်ရဲ့နတ်ဆောင်ပြားနဲ့သားရဲတို့ယူရဆိုတဲ့ဝတ္ထုစာအုပ်ထဲကမှသားရဲဒရိစန်သားဟင်းဆိုတဲ့ဝတ္ထုကလေးကိုတက်ဆက်ပေးသွားပါမယ် channel ကလေးကို like and subscribe လုပ်ထားပေးပါဦးခင်ဗျဘေးနားမှာရှိတဲ့ notification လေးလည်းနေပေးထားပါဦးအားလက်တဲ့တနင်္ဂနွေတနေ့မှာအောက်ကျင်းလမ်းမှာရှိတဲ့ကိုရှင်မတော်ကြီးမှာတငငချင်းတစုကစုံမိကြတယ်ဝတ္ထုရည်သူစောင်းမရည်သူသတင်းရည်သူစာဝေဘန်သူ လူကြီးတွေကိုမကျင်တတ်တာဒီပြည်သူအဘော်ခန်းကနေဖြောင်းကလော်တုတ်နေသူလူစုံပါတယ်လူစုံမိကြပြီဆိုရင်ထုံးစံနဲ့စာပေအကြောင်းဆွေးနွေးကြတယ်ပြီးတော့ပေါက်ပြရ40ပြောကြတယ်နောက်အချားမဲဆိုတော့ဘဝဝိညာဉ်လောကအကြောင်းတရေတစေဆိုတာတကယ်ရှိမရှိညင်ခုံကြပြန်တယ်ကိုအားကစားကတရေစီ6တုံးရက်ကူးထားတဲ့တရေတစေရုပ်ပေါ်မှာဆောင်းပါတဲ့ပုဂ္ဂိုလ်နှစ်အတန်ကြာကတိတော့မဂဇင်းထဲမှာဖတ်ပူးတယ်လို့ဆိုတယ်ဒီအခါဖြစ်နိုင်မဖြစ်နိုင်ညင်းကြတယ်ကျွန်တော်ကကိုအားကသားဘက်ကထောက်ခံပြီးပြောတယ် ခင်ဗျားတို့သိပ္ပံဆရာတွေသူတိတနာလုံးလို့မရသေးပြီမယ်တရေတစီဆိုတာကတော့တကယ်ရှိတယ်ကိုသိပ္ပံမေယုံမရှိနဲ့ကျွန်တော်ကကိုတွေ့ခင်ဗျားကတရေတစီကိုအကောင့်တမြင်ဘူးလို့လားသိပ္ပံဆောင်းပါးတွေချင်းနေသူကိုသိပ္ပံမြင်ဆိုကကျွန်တော်ကိုစူးစူးရဲကြည့်ပြီးမေးတော့ဟောကိုဆရာနဲ့မြင်ဘူးဗလားကျွန်တော်ကိုခြောက်တဲ့တရေကနဲတဲ့ကောင်းကြီးမဟုတ်ဘူးကျွန်တော်စကားဆုံးမှာအားလုံးကတော့ဆရာဆရာတွေကမျက်လုံးပြူးသွားကြတယ်ဓာတ်တိနံပါတ်ချင်းဖြစ်တဲ့ကိုပြန့်ပြူးကဒီမောင်ကသူ့ဦးလေးတတော်ဝန်တော်နဲ့တော်ရတဲ့တောင်နဲ့ခဏခဏလိုက်နေဘူးတဲ့မောင်ဆိုတော့ တရားစီကိုတကယ်မြင်ဘူးလေတလားဆိုတဲ့တန်တရားစီနဲ့ကျွန်တော်နားကိုဒုက္ကလာတယ်။အဲဒီကမှကျွန်တော်ကတရားစီဆိုတာကတကယ်ရှိကြအောင်ကျွန်တော်ငယ်စဉ်ကတရားစီကိုအကောင့်ထဲမြင်ဘူးကြောင်းပြောပြဖြစ်တယ်။ကျွန်တော်ဇာတိကရခိုင်ပြည်နယ်တောင်ပေါ်ဒေသဖြစ်တယ်။အဖေမေတို့ကမြို့ချောင်းထားပြီးကြတော့မြို့မှာရှိတဲ့ဦးလေးတော်တယောက်နေငါနေပြီးချောင်းတက်တယ်။နေရာဒီချောင်းပြည့်ရောက်ပြီးဆိုရင်တော့မိမိရဲ့ရွာကိုနေ့တိုင်းပြန်ရတယ်။ကျွန်တော်တို့ရွာနဲ့မြို့ကခြေချင်းတရက်ကြီးရှိတယ်။မော်တော်ကမြင်ရတာတွေမဆိုတာနဲ့လှဲလန်းအောင်မပေါ့ဘူး။ ချောင်းပေးလို့အရက်ကိုပြန်လာတဲ့ကျွန်တော်ကကိုရွာမှာအဖေအမိအကူအမစားတဲ့အိမ်သားတွေကိုကိုအိမ်မှာမတွေ့ရတော့ဘူးတပန်းတကူလာဆိုရင်ဖေမီတို့ကတိုင်သားလုံးခြံထဲဝင်သွားကြပြီဖြစ်တယ်အဖေအမိအကူအမတို့ခြံတကာသွားလုံနေကြတဲ့ခြံထဲကရိုးတော်နားမှာဖြစ်ပြီးတော့မရွာနဲ့အတော်ဝေးတယ်အိမ်သားတွေအားလုံးကခြံထဲဝင်သွားကြပြီဖြစ်တော့ရွာမှာရှိတဲ့မိမိအိမ်ကိုတကားပိတ်တော့ချိန်ထားခဲ့ရတယ်အိမ်ဥယျင်စပါးကြီးစားတာတွေကိုရွာမှာရှိတဲ့ဆွေမျိုးတွေကိုစောင့်ရှောက်ကြည့်ရှုထားကြဖို့မှာထားခဲ့ရတယ်ကျက်သွန်ဆန်းစီစားငပိငချောက် စာရာဒီကိုတပတ်စာနှစ်ပတ်စာရီဂျန်နေကိုယူသွားရတယ်။စာစီစားငါပြီးငါ6တွေကဂျန်နေမှာကုန်သွားပြီဆိုရင်ရွာကိုပြန်ပြီးတော့မှစာလေးကယူရပြန်တယ်။ဂျန်ငင်းနေရှိတာဖြစ်တဲ့တောင်ကြီးကဂျန်နေကိုဂျန်တကာလို့ဘုတော်တွေနှလုံးသွားကြရတာကမိုးရင်မှာလေသမားတွေလေတဲ့ဝင်သွားကြတယ်လို့ပဲ။ဒါကြောင့်ဒီနေ့ချောင်းပိတ်လို့မြို့ကနေရွာကိုပြန်လာတဲ့ကျွန်တော်ကအဖေအမေအကူမစားတဲ့အိမ်သားတွေကိုမိမိရဲ့အိမ်မှာမတွေ့ရတော့ဘူး။ဒါကလည်းနေ့စဉ်တစ်တိုင်းလိုလိုဖြစ်နေတဲ့ဖြင့်အမှန်ကကျွန်တော်တို့ကယူနေပြီ။ညရာဒီချောင်းပိတ်လို့မြို့ကရွာကိုပြန်လာတယ်ကျွန်တော်က ရွာကတပံအဖေမီအကူအမရိရှိရာတောင်ကြီးကခြံထဲကိုလိုက်သွားပြန်တယ်။ခြံထဲမှာပဲအဖေမီတို့နဲ့တူနေရတယ်။ဒါပေမဲ့မြို့မှနေများသူဖြစ်တော့တောင်ကြီးကခြံထဲကကျွန်တော်နေလို့အထာမကျတတ်ဘူး။အဲဒီကမှရွာပြန်ပြီးဆွေမျိုးတွေစီမံ၃လရက်လာနေရတယ်။ရွာမှာ၃လရက်လာနေလိုက်ခြံထဲပြန်လိုက်နဲ့နေရာဒီကျောင်းပရက်ကဒီနည်းနဲ့ပဲအချိန်ကုန်ရပါတော့တယ်။ခြံတကာလုပ်ငန်းမှာလည်းကျွန်တော်ကမမေရမလုပ်တတ်သေးတော့လူလို့ဖြစ်တယ်။ အခုနေမှာကိုလက်ကမိမရပြီးတော့ရောက်ကမိုင်းဆင်းလိုက်သွားတယ်အဘေးကလည်းပန်းတာပေါ်တော့လုံးမလုံးနိုင်ဘူးဒါကြောင့်မလို့ဂျန်ထဲမှာရှိတဲ့အိမ်သားတစုကလက်မလင်နိုင်အောင်ရှိကြတယ်ဒါကိုမြင်လို့လေကျွန်တော်ကဂျန်အလုံးမှာတောက်တို့မရဝင်လောက်ရတယ်ခရိုင်းနှစ်တွေလို့ရွာပြန်လိုက်ဂျန်ထဲလာလိုက်နေချိန်မများနိုင်တော့ဘူးဒါမှမဟုတ်ကျွန်တော်ကကလေးမို့လို့အလုံးမှာရာမရောက်လာဘူးဒါကြောင့်တော့မရိုးဘော်ကဦးလေးတော်သူတယောက်ကိုပဲဂျန်ထဲကိုခေါ်ပြီးတော့မှအလုံးလုံးခိုင်းထားရတယ်တောင်ရိုးရွာကအမေရဲ့ဦးလေးဦးသားညိုနဲ့ကျွန်တော်က ရင်းနေကြသူတွေမဟုတ်ကျွန်တော်ဘိုးလေးကလည်းမြို့ချောင်းတက်နေတယ်ကျွန်တော်ကမြင်ဘူးယုံသာရှိတယ်ဒါကြောင့်ဘိုးလေးနဲ့ကျွန်တော်ကရင်းနေချောင်းဝင်ခြင်းမရှိဘူးဒါပေမဲ့ဘိုးလေးရဲ့အကြောင်းကိုတော့ကျွန်တော်ကငယ်စဉ်ကပြီးနားရှင်ပတဲ့ကြားဘူးခဲ့တယ်ကျွန်တော်ဘိုးလေးဦးသာညူကတန်း50ကျော်ကြီးဖြစ်ပြီမဲ့သားမရမရှိတဲ့လူပြိုကြီးတရားဖြစ်တယ်တောင်ရွာမှာရှိတဲ့လူတွေကတောင်ရခုတ်တဲ့အလုံးနဲ့အသံမဝင်ချောင်ပြုတ်ကြပြီမဲ့ကျွန်တော်ဘိုးလေးကတော့ပြန်မနဲ့တောင်အလုံးကိုလုံးဝမလုပ်ဘူးသူ့လောက်ကဆန္ဒလာရာသီမရွေးကြီးကိုင်းဝက်ဝိုင်းထောင်းနေချိုးတယ်တယ်ခါတယ်တယ်ကျက်တယ်တယ်အမဲလိုက်တယ်သားကောင်ပြစ်တယ် မော်ဆိုးတံငါးလုံးမှာဘူလီဘယ်လောက်ကျွမ်းကျင်တယ်လဲဆိုရင်သူ့လိုကျွန်တော်တို့ယွာနီချုပ်ဆက်တဝိုက်မှာတအူးမှမရှိဘူးကျွန်တော်တို့ငယ်စဉ်ကယွာနီချုပ်ဆက်တဝိုက်မှာလယ်သမားတွေရဲ့နွားတွေကိုတညသုံးလေးကောင်ခိုက်သက်စားနေတဲ့ရိုးကြားကြီးစကောင်ကိုခွေးရှင်တကောင်နဲ့ဘီထောင်ချောင်းထောင်ပြီးတော့မှအရှင်ဖမ်းပြနိုင်ခဲ့တော့နေပိုင်ဝန်တော့ကြီးကငွေဖလားကြီးတစ်လုံးနဲ့ကျန်ငွေ90ကိုစုပြပေးဘူးတယ်လို့သိရတယ်အဘိုးလေးစီမှာနေပိုင်ကြီးပေးတဲ့စုဖလားကြီးကအခုထိရှိနေပါသေးတယ်ဒီလိုကောင်တို့ဝိသီသားတွေကြောင့်လည်း အဘိုးလေးရဲ့တရင်ကိုကျွန်တော်တို့ကငယ်စဉ်ကပဲကြားမှုနေတယ်။နောက်ဆုံးကုန်းကုန်ပြောရရင်မုံဆိုးတံခါးလုံးကိုနှစ်ပေါင်း၃၄၀ကျော်လောက်လှုပ်လာတဲ့အဘိုးလေးကိုဒေါက်တာရိတ်ဆန်ဒီအားလုံးကကြောက်ရွံ့ကြတယ်။တရေတစီတောင်မှအဘိုးလေးကို၆လမ်းဖို့မဝန်ကြဘူးလို့လူတွေကပြောတယ်။အကယ်၍တရေတစီဒီ၆လမ်းတည်တိုင်အောင်ပဲအဘိုးလေးကကြောက်သူမဟုတ်။အခုတော့အဘိုးလေးကအသက်အရွယ်အပြင်ကြီးရင်လာပြီ။မုံဆိုးတံခါးလုံးကိုဆက်လုပ်လို့လည်းမသိလို့တော့ဒါကြောင့်ယခုနှစ်ကစပြီးကျွန်တော်တို့ channel မှာ channel လုံးကိုဝင်လုပ်ပြီးတော့မှကျွန်တော်တို့အင်သားတွေနဲ့တူလာနေဖို့အမေကသွားခေါ်လို့ကျွန်တော်တို့ channel ကိုအဘိုးလေးကလာရောက်နေတာဖြစ်ပါတယ်။ ခရိုင်းနေတယ်မှာလောက်ကန်ဆိုလို့မမေရမလုပ်တယ်ကျွန်တော်ကဒီနေ့မှာတော့တပ်ရဲကလည်းလူပြိုပဲဝင်စားပြုပြီးဖြစ်တော့အဖေမေကိုမတို့ကိုဒီနေ့မှာအလုပ်ကူပြီးလုပ်ပေးရတယ်သို့သောတောင်ကြီးကခြံထဲမှာနေရတာကိုကျွန်တော်ကလုံးညင်းငွေတယ်ဒါကြောင့်လှုပ်ပါတဲ့နေ့တွေမှာဆိုရင်ကျွန်တော်ကရွာတွေကိုမကြမကြလှည့်ထွက်သွားတတ်တယ်ဒီကနေ့မှလည်းကျွန်တော်ကရွာကိုစောကြီးပဲရောက်နေတယ်မနက်စာသမင်းကိုလည်းရွာမှာပဲစားတယ်ညနေစာလို့တောင်ကြီးမှာရှိတဲ့မိမိခြံထဲကိုပြန်ခဏဒီမှာဆွေမျိုးတယောက်ကညနေစာသမင်းကိုတင်ခေါ်ကြည့်ပြန်တော့ညနေစာသမင်းကိုရွာမှာပဲစားရပြန်တယ်ကျွန်တော်သမင်းစားနေချိန်မှာနေဝန်းက အနောက်ဘက်ထောင်ထဲကိုငုံရှိုးသွားပြီဒါကပဲကျွန်တော်ကိုတရေတစီအချောက်ခံရဖို့အတွက်အကြောင်းဖန်လိုက်တယ်လို့ဖြစ်တော်တယ်သို့တော်နေစဉ်သွားနေလမ်းကြားလမ်းမလို့တရေတစီချောက်လိုက်မယ်ဆိုတော့လုံးဝမစင်စားမိဘူးဂျန်နေပြန်နောက်ကြလို့အမကြီးကဆူလီမလားအကူကြီးကမန်လီမလားဆိုရင်ပူပန်စိတ်ဒီနဲ့ရင်ထဲမှာပြည်သိပါလာတော့တယ်နွေလာပြတော့ဒေါ်လန်ကရွှေချွေချောက်ဒီနဲ့ပြည်သိနေပါတယ်ကျွန်တော်ကဒေါ်လန်တိုင်းမိမိဂျန်နေရှိရဘက်ကိုခက်မြမြလျှောက်လာတယ်ကျွန်တော်တို့ဂျန်နေကိုသွားလမ်းကယူပြားချောင်းပြချောက်တစ်ခုကိုဖြတ်သွားရတယ် အဲဒီကြောင့်လားကိုကျွန်တော်ရောက်လာချိန်မှာမောင်ကြီးဖြူပြရှိနေပြီလာဇန်9ရက်လကိုအနာဘတ်တောင်တိတ်မှာလမ်းမြင်နေရပေမဲ့တည့်ရည်ဒီကြောင့်မလို့ချောင်းကိုလမ်းပြက်လေးချောက်တွေကမောင်နဲ့မမေ့တာရှိပါတယ်လမ်းပြက်လေးချောက်တွေကိုကျွန်တော်လမ်းအဆင်းမှာညီတူတူအနံ့တမျိုးကကျွန်တော်နှာခေါင်းထဲကိုရုတ်တရက်ထိုးဝင်လာတယ်တက်ရှိရှိနဲ့မသိမကွဲတန်တခုကိုလည်းချောင်းထဘက်ကန်းစားမှာရှိတဲ့ပြင်းမပြင်းကြီးတက်ကရုတ်တရက်ကြားလိုက်ရတယ်လို့ပဲဒါကြောင့်ကျွန်တော်ခြေလမ်းကအလိုလိုတုံ့ငနေရက်သွားတယ်ဒီကဒီနေရာမှာတရေချောက်တက်တယ်ဆိုတော့ရွာမှာရှိတဲ့လူတွေပြောစကားကိုချက်ချင်းသတိရမိတယ် အမန်ကညီသူတို့အနှံ့သမီးကိုရှူချမ်းမိပြီးဆိုကလေးကကျွန်တော်တို့ကလုံးကချက်သိန်းနေတပြီးပြီးထားနေပြီ။ဒါမှမဟုတ်ကျွန်တော်ကစိတ်ကိုတင်းနေမြို့ချောင်းနေခဲ့သူပြီးပြီးတရေတစေဆိုတာကိုလည်းယုံကြည်သိမ့်မရှိလား။ပြီးတော့ကျွန်တော်တို့ဂျန်တဲ့နဲ့လည်းနီးနေပြီ။အကူအမအဘတို့ကိုအော်ခေါ်ရင်တော့မှကြားနိုင်ပြီမို့။ကျွန်တော်ကလည်းရဲစေးတင်ပြီးပြင်မပင်ချင်းရှိရာလမ်းပြက်ကိုတိုးလျှောက်လာပါတယ်။ကျွန်တော်ဂျန်တဲ့ကိုပြန်လာပြီဆိုတာကိုအဖေအမေအကူအမတို့ကြားပါစေဆိုတဲ့သဘောနဲ့ရမ်းမြေရာတီးတဲ့ဘုတ်ကိုလည်းဟစ်ကြည့်လိုက်တယ်။အမန်ကတော့ကြောက်ရွံ့လို့ခဏမှမမြင်ဖြစ်နေတဲ့စိတ်ကိုထင်ကြဆူဆူလိုက်ခြင်းသဘော။ တချင်းနဲ့မဆုံးခင်မှာပြင်းပပင်ကြီးပေါ်ကတရေကကျွန်တော်ရှိကိုဝုန်းနဲ့ခုံချလာတယ်။ခေါင်းပေါ်ကိုတဲတဲမဲမဲမချလို့သာတော်သေးတယ်ဆိုရမယ်။အကယ်၍ကျွန်တော်ခေါင်းပေါ်ကိုတရေကြီးကတဲတဲမဲမဲခုံချရင်ကျွန်တော်ကလည်းကိုစန်တင်ဆိုသလိုပဲခေါင်းကွက်တရေမယ်မဟုတ်ချက်။အမလီတာပြီးငဲသမောင်းအော်လို့ကျွန်တော်ကဂျန်တဲကိုအရောက်ပြေးတယ်။ဂျန်တဲကိုရောက်တော့ယူသွလာသူတရားပေါ်မှာကဆုံပေါ်ပြေးလာတဲ့ကျွန်တော်ကိုအမေအဖေအကူအမဆားတဲ့အင်သားလုံးကဝမ်းပြီးချုပ်ကန်ထားကြတယ်။တောင်ယိုးပေါ်ကကျွန်တော်တို့ဂျန်တဲကိုရောက်နေနေတဲ့ဘူးလေးကလည်းလူလေးဘာလဲဘာလဲနဲ့အထိတ်တလန့်မေးတော့တယ်။ တရေဗျာတရေဟိုပြင်းမမင်းကြီးဘောကတရေကျွန်တော်ကိုဘူခုံချတယ်ကျွန်တော်စကားဆုံးမှာဘူလီကလွင် channel မှာရှိတဲ့အကူသူတို့မျက်နှာကချက်ချင်းပဲသွေးဆုပ်သွားကြတယ်အဘေအမေအကူအမတို့ကကိုစံတင်လို့ပဲကျွန်တော်ကလည်းယူသူလို့ဒေချာပေါက်တီးရတော့မယ်လို့တွေးထင်လိုက်ကြပြီဟေမောင်ထွန်းမိတို့ညီစင်ငါမျိုးကို၆တဲ့တရေဘူလီလိုက်ကြည့်စမ်းမအဘူလီကပြောတော့အကူစောထုံးကမိတို့ညီတယ်ကျွန်တော်လေးပြားကကြောက်ရွံ့လွင်စင်သွားပြီဖြစ်လို့တော့လေးပြပြန်ခေါ်ဖို့ကျွန်တော်ကိုလည်းအဲ့ဒီပြေးမမင်းကြီးအောက်ကိုအမေကခါးကျိုးနဲ့ချီပြီးပြန်ခေါ်လာတယ်ကဲ ငါမီးကိုတရေဘေးနေရာမှာခြောက်တယ်လေပြဆန်းအဲ့ဒီနားရောက်မှာတရေကြီးကကျွန်တော်ရှိကိုခုံချတယ်ပူလီတရေကြီးကမဲမဲလုံးလုံးကြီးလူကြီးတစ်ဖက်စားလို့တော့ရှိမေးဗျခြောက်ထဲပြင်းပြင်းကြီးရောက်ပြန်လမ်းမှာတော့ကျွန်တော်ကတရေခုံချရကိုလည်းညှို့ထုတ်ပြတယ်ကျွန်တော်ကအခုဒီအကြောင်းမပြေသေးတော့ဒီကိုလုံးကလည်းတဆဆတုံနေတော့ကျွန်တော်လည်းညှို့ထုတ်ပြကိုအဖိုးလေးကမီးလုံးနဲ့ကတ်ကြည့်တယ်ကျွန်တော်တို့လည်းဝမ်းကြည့်ကြတယ်တရေခုံချတဲ့နေရာကတော့တရေခြောက်တွေချိန်မွားလို့ခါချင်းကောင်တွေကရှောက်ပြီးနေတယ်ကျွန်တော်တို့ကလည်းလမ်းဖြတ်ပြီးနောက်ကိုရှေးသွားကြတယ် ငါမြေးကိုချောက်တဲ့တရေကလူကြီးတစ်ဖက်စာလောက်မရှိပါဘူးကွငါမြေးကအချောက်လုံးလုံးမြင်မိတာနေမှာရှိပြီလားဘိုးကြီးလူကြီးတယောက်ဘက်ကတော့မှကြီးသေးတာနေတဲ့ကောင်ကြီးမဟုတ်ဘူးအဘိုးလေးကကျွန်တော်အပြောကိုသဘောကျပြီးရှိနေတယ်ကဲပြန်ကြမယ်ငါဒီကိုရောက်နေတာကိုသိရနဲ့ဒင်းကငါမြေးကိုချောက်တယ်ဆိုတော့ငါ့ကိုပညာဆန်းကျင်လို့ပေါ့အေးပေါ့ငါပညာဘလောက်ဆွမ်းထက်တယ်ဆိုတာဒင်းတစ်ဘက်တွင်သိစီမယ်ကောင်းကောင်းသာနေပြီးတော့ဒီလိုဆိုပြီးအဘိုးလေးက ြင်းမပင်ကြီးနဲ့တကွပတ်ဝန်းကျင်ပင်ကြားကိုလှည့်ကြည့်ပြီးကျွန်တော်ကိုလျှောက်တဲ့တရေကိုလှမ်းချိန်နေတယ်။ငါမျိုးဘာမှမကြောက်နဲ့။ငါမျိုးကိုလျှောက်တဲ့တရေကိုအဖိုးလေးတစ်ပတ်အတွင်းအရှင်ဖမ်းပြမယ်။အဲ့ဒီအခါမှာငါမျိုးစေတညာထူရိုက်ပြီးတော့တဲ့။အဲ့ဒီညကတော့ကျွန်တော်လည်ပင်မှာခွန်တော်ဗတိတကုံအမေကဆွဲပေးထားတယ်။တရေစေကိုယုံကြည်မရှိတဲ့ကျွန်တော်ဒီရကုမိမိကိုယ်တိုင်တရေ၆ခံရတော့တညာလုံးအမေနားကတော့မှမခွာရဲတော့ဘူး။ဟာငါမျိုးပြန်လာတဲ့အတော်ပဲဟိ။ငါမျိုးကိုလျှောက်တဲ့တရေညကအဖိုးလေးဖမ်းပြီးပါပြီ။ ငါမျိုးကိုခြောက်တာဟုတ်ကဲ့လားလာကြည့်စမ်းသူဟုတ်တယ်ဆိုတော့ငါမျိုးစိတ်တန်းကြတာထူရိုက်ပြီးတော့ရွာမှာအလှရှိတဲ့အတွက်ရွာမှာတ냐သွားအိပ်ပြီးမိမိဂျန်တွေကိုပြန်လာတယ်ကျွန်တော်ကိုအဘိုးလေးကစီးပြောတယ်ကျွန်တော်ကိုခြောက်တဲ့သရေကိုအဘိုးလေးကဖမ်းထားပြီးဆိုတော့အတမ်းမသိဝမ်းသာသွားတယ်အန့်လဲအောင်းအောသွားတယ်သရေဆိုတော့ကဘယ်လိုမျိုးရုတ်ထွက်အတန်းတန်းရှိလိမ့်တယ်မြင်လို့ဆိုနေကျွန်တော်ကသရေဖမ်းထားတယ်ဆိုတဲ့နေရာနာကိုချက်ချင်းရောက်ပြီးသွားတယ်ဟာသင်းကွေချက်ပါလာဘူးလီဟာဘယ်မှာလဲပြသရေအခြေကုံကိုတန်ကျိုးနဲ့ဖောက်ချီးပြီးချင်းချားတစ်လုံးနဲ့ချုပ်ထားတဲ့ သင်္ကြန်ချက်တစ်ခေါက်ကသာတွေ့မြင်ရတော့ကျွန်တော်ကဘိုးလေးကိုပြန်မိတယ်။တရရတစီဆိုတာဒီလိုပဲပုံကမိရ။လူဖမ်းမိသွားပြီဆိုရင်80ဘတ်တကူနဲ့ဒရိစတစ်ခေါက်အတွင်းကိုချက်ချင်းပဲပြောင်းထွက်ကြတယ်မလား။အခုလည်းငါမျိုးကိုချက်တဲ့တရရကြီးကအဘိုးလေးသွားဖမ်းတော့သင်္ကြန်ချက်ရောင်ဆောင်ပြီးတော့မှထွက်ပြေးသေးတာတက်လဲတနေတဲ့တရရ။ဒါပေမဲ့မင်းဘိုးလေးလက်ထဲကသူပြေးမလို့နိုင်ဘူး။အခုဒင်းကိုမိလာပြီမလား။သူ့ရှိမှသင်္ကြန်ချက်တစ်ခေါက်ကိုမြင်နေရပြီမဲ့အဘိုးလေးရဲ့စကားကြောင့်ကျွန်တော်ကအံ့ဩသွားတယ်။အဘိုးလေးပြောတာကအမှန်ဖြစ်လိမ့်မယ်။ညခါကလာမှလူတူတယောက်ကို6လမ်းနဲ့တရရတစီတွေကို အဲ့ဒီလူသားကမကြောက်မညွတ်တယ်လို့ပြည့်စီအကြောက်လုံးမုံဒူလို့ပြည့်စီထွက်မပြေးပဲနဲ့ကြောက်လက်တကြားနဲ့ရိုက်တက်ပြီလို့ရှိရင်၆လက်နဲ့တရေကိုမတွေ့ရပဲနဲ့အကြောက်လုံးလုံးမုံဒူလို့ပဲပြည့်စီထွက်မပြေးပဲနဲ့ကြောက်လက်တကြားနဲ့ရိုက်တက်ပြီ၆လက်နဲ့တရေကိုမတွေ့ရပဲနဲ့ဘုဒ္ဓညိုလင်းတာစားတဲ့ဒေါရိစံတကောင်ကသာသေးပြီးတွေ့တယ်တယ်လို့လူကြီးသူမတွေကပြောပြတယ်အခုကျွန်တော်ကိုကြောက်တဲ့လမ်းပြရိုးချပြင်းပပင်ကြီးပေါ်ကတရေကလည်းအဖိုးလေးကိုကြောက်တော့သင်္ကြန်ချက်ပြည့်ကိုသူ့ရဲ့အစ်ဒီဘက်ကိုနဲ့ဖန်ဆင်းလိမ့်ပြီမလားဒါကြောင့်ကျွန်တော်ကရှေ့မှာသင်္ကြန်ချက်တကောင်ကိုမြင်ရပြီမဲ့ကြောက်လန့်တကြားနဲ့နောက်ကိုစုံမြေသားဖြစ်သွားတယ် အဘိုးလေးကတော့ဒါကိုပဲသဘောကျလို့တဟင်းနဲ့ရင်းနေတယ်။သင်းခွေကျဲဆိုတာကလူနဲ့ဝေးတဲ့ဒေါထောင်ထဲမှာနေတတ်တဲ့ဒေါထရီဆံမျိုးဖြစ်တယ်။နေကနေ့လည်းမှတနေ့လုံးသင်ခေါင်းထဲမှာအောင်းနေတတ်ပြီးညဆိုရင်အစာရှာထွက်တတ်တယ်။သူ့ရဲ့အစာကခါချင်းကောင်းပြီးခြာဘူးပြည့်စိတ်တွေဖြစ်တယ်။ပြည့်စိတ်ချင်းကိုတွေ့ရင်အပေါဝါးနဲ့ပစက်ကိုတီးပြီးချင်းတွေကထွက်လာသမျှပြည့်စိတ်တွေကိုစားတယ်။ပြည့်စိတ်တွေကိုလေးနဲ့ဆုပ်ယူပြီးစားပြန်တယ်။ခြာတောင်ပိုးတွေကိုတွေ့ရင်သူ့ရဲ့မှာကြောခတ်တရသောကိုနဲ့ထိုးလို့တက်လို့လည်းကောင်းလက်သေးချီသေးတွေနဲ့ဖဲ့လို့လည်းကောင်းစားတတ်တယ်။သင်းခွေကျဲအနှစ်သက်ဆုံးသောဘူးကောင်ကတော့ခါချင်းပဲ။ ဒါကြောင့်ခါကျွန်တော်တို့ရှိတဲ့တပင်းဆိုရင်ဘယ်လောက်ပဲမြင်မဝေးသေးတဲ့တပင်းဖြစ်ပါစေ။သိငွေချာကတော့တက်စားသမီး။ဒါပေမဲ့မမတ်ထောင်တဲ့တပင်းတွေကိုသူကတက်လို့မရောက်တတ်ဘူး။ခက်ခိုင်းခိုင်းဖြစ်နေတဲ့တပင်းတွေမှာရှိတဲ့ခါကျွန်တော်တို့ကတက်စားတတ်တယ်။သိငွေချာသားပေါက်တဲ့ကတက်ခေါင်းထဲမှာပဲတက်ခေါင်းထဲပေါက်တယ်။ကလေးငယ်မသွားမလာတတ်ပြီးကာလာတွင်မှာသိငွေချာမှာကကလေးငယ်တွေအစားအစာကိုသူ့ရဲ့ကိုယ်ပေါ်မှာရှိတဲ့အခြေကိုနေချာမှာညှက်ယူလာပြီးကျွေးမှုတတ်တယ်။ဥပမာခါကျွန်တို့ကိုတွေ့ပြီးဆိုရင်ခါကျွန်တို့ကိုလက်သေးခြေသေးတွေနဲ့ကုပ်ဖောက်ပြီးကိုယ်ပေါ်မှာရှိတဲ့အခြေကိုအထက်ထက်တွေကို ဖြန့်ပြီးတော့မှထောင်ထားတတ်တယ်။ဖြူကောင်တွေရန်သူကိုတွေ့တဲ့အခါကိုဘုံမှာရှိတဲ့စူးတော်တွေကိုဖြန့်ထောင်ထားသလိုပဲ။အဲ့ဒီအခြေကွန်တွေကိုခါချင်းကောင်တွေဝင်ခိုက်ကြလိတော့အခြေကွန်ကိုပြန်ရုပ်ပြီးခါချင်းကောင်ကိုအခြေကွန်နဲ့ဖိညက်ပြီးသာသမီရှိရာတကောင်တွေအရောက်လာကျွတ်တတ်ပါတယ်။ရတဲ့ဘက်ကျော်လာအသက်ရပြီဖြစ်တဲ့ကလေးငယ်ကိုတော့သူ့ရဲ့ကျောပေါ်မှာတမီအစာရှာထွက်ရကိုခေါ်လာတတ်တယ်။အစာရှာဖို့ရှာနီးတွေကိုလည်းလက်တွေ့တင်ကြပေးရန်ရှိတယ်။ခါချင်းပြောစီစားတဲ့ပိုးကောင်မွားကောင်တွေကိုစားလို့သင်းငွေကြံကိုနန်းကညီစိုးစိုးအောက်တူတူနဲ့ ထားကြောင်ဒေကိုချန်ဒီနာမှာရှိနေတယ်ဆိုတာကိုဝိုင်းမိုးဆိုအတော်များများကဝိုးဝေးကပင်သိကြတယ်။တော့ကောင်းတဲ့ခွေးနဲ့အနံ့ခလိုက်ရင်ဒေကိုချန်ကိုတက်ခေါင်းနဲ့မှလွယ်တကူဖမ်းမိနိုင်တယ်။ဒေကိုချန်ကလူကိုလည်းအလွန်ကြောက်တယ်။အမန်ကလူကသာမဟုတ်ခါချင်းပြောစိတ်ချကောင်းတွေကလွေအခြားတရိစံတွေကသူကအလွန်ကြောက်တတ်တယ်။လူနဲ့ပဲဖြစ်ဖြစ်တခြားတော်တရိစံတကောင်းနဲ့ပဲဖြစ်ဖြစ်ဖပင်းတွေ့လို့ရှိရင်သူ့ရဲ့အမိနာမနဲ့လက်ဘက်ညီထွေရှိလျာသူ့ရဲ့ကိုကွန်ကျုခွေလိုမျိုးခွေးလိုက်ပြီးတဲ့နောက်မလုံးမဆက်ညင်းနေတတ်တယ်။အဲဒီခါမှလုံးလုံးဝဝိုင်းကြောက်ခဲလို့ဖြစ်နေတော့ အန်ဒီဟူသမ ्या ကသူကမမှုတော့ဘူးတောတောင်ရှင်မီကိုလိုက်ပြီးတဘာဝကပေးထားတဲ့သူ့အယောင်အစင်က၆ခဲ၆တုံးလို့ဖြစ်နေပြီဒေါ်ထရေးစန်ဒီလူတွေအတော်ဝေးကိုရောက်သွားပြီဆိုရင်တော့သူကတချိုးတည်းထားပြီးလစ်တော်တယ်ဒါမှမဟုတ်သူ့ရဲ့လက်ပြင်းတော့ကအောင်းလေးယုံနေတဲ့ဆိုင်နှီးကွေးလုံးတယ်လို့ဆိုရမယ်ဒါပေမဲ့တာပြီးခါချင်းကောင်းလေးကိုစားနေတဲ့အသိငွေချက်ကလူနဲ့ရရင်လူတယောက်လေချွတ်လိုက်တယ်လို့တက်ရွှေရွှေနဲ့အတန်ကိုလှုပ်တတ်တယ်လူကိုယ်တန်ကျန်ပြန်ပြီးထူးတတ်တယ်လူကိုလူလူပဲပြန်ပြီးအော်ခေါ်တတ်တယ်လို့အချို့ကယူဆကြတယ်အနည်းငယ်ကလူတန်ကြားပြီဆိုရင်သူ့ကိုလိုက်ရှာနေပြီဆိုတဲ့အထင်နဲ့ အကြောက်လုံပြီးတော့မှသူ့ရဲ့ကိုခွေညွခွေလိုလုံးချွေပြီးသက်ပင်ဘောကနေခုံချ၆လမ်းတက်တယ်။သူကဘလောက်ပဲမြင်မဝေတည်နေတဲ့သက်ပင်ဘောကဖြစ်ဖြစ်လူသန်သူသန်ကြားရင်ခုံချ၆လမ်းမဝင်မလေးတက်ဘူး။သူခုံချလိုက်စင်မှသူ့ရဲ့ဝါရီခွေနေတဲ့ကိုလုံးနဲ့တကန်းတက်ခတ်တိုက်မိမှာကိုလည်းသူမချဘူး။မြေအောက်မှာဆူတော့ကြောက်တော့သွားကြမှာကိုလည်းပဲသူကမမှု။သူ့ရဲ့ရိတ်ခွေလုံးကျစ်ထားတဲ့ကိုလုံးကအပြင်ကလွမ်းကြုံထားတဲ့အခြေကိုနေနဲ့ဖုံးလွှမ်းနေတော့တကန်းတက်ခတ်တွေနဲ့တိုက်မိရင်တကန်းတက်ခတ်တွေကပုံပဲကျိုးသွားမယ်။သူကဘာမှမဖြစ်ဘူး။ မြေပြင်မှာရှိတဲ့ဆိုတော့ကြောက်တော့ကိုလွှင့်စင်ကြလိုက်လေစူးကျွန်ဒီကျိုးချီလို့၆ခဲကြောက်တော့တွေသာပုံပယ်သွားမယ်သူကနည်းနည်းမှနာကျင်ခြင်းမရှိဘူးဒါကြောင့်မလို့သင်းဝေရှင်ပြီးတော့ဒေါ်တရီဆန်ကလူတန်ချားတာနဲ့တပြည့်နဲ့ဘယ်တော့ပဲမြေမှာဝေးတည်လို့နဲ့တပြည့်မကိုရောင်းနေသည်ဖြစ်စေအဘောကနေဘုံကနေအုံကနေခုံချလိုက်ဖို့ကိုတော့သူကနည်းနည်းပမာမှာမဟုတ်မလိတဲ့မကြောက်တဲ့တရီဆန်မှာအကယ်ကျွန်တော်ကိုခြောက်တဲ့ပြင်းမပင်ဘောကတရေကအဘိုးလေးပြောသလိုအဘိုးလေးသွားဖက်နေကာ အဖိုးလေးကိုကြောက်လို့အေဒီဘတ်တခုနဲ့ဒင်းငွေချက်ပြေကိုဖန်ဆင်းအတွင်ပြောင်းလိုက်တယ်ဆိုရင်ဒါဆိုတော့ကျွန်တော်ကငယ်စဉ်ကတည်းကတရေတစီသားရင်ကိုစားဘူးတယ်လို့ကြွားရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဘိုးလေးသွားဖန်ထားတဲ့ဒင်းငွေချက်တရေကိုအဖိုးလေးနဲ့ကျွန်တော်အိမ်သားတွေနောက်တနေ့မှာတက်ပြီးတော့မှချက်စားလိုက်လို့ပါ။ဒီကတောင်ပေါ်ရွာကလေးကတောင်ချီတဲကိုသွားရာရွေးပြချမ်းပြပြင်းပြင်းကြောကဖြတ်ပြီးလာရတဲ့အမောင်လန်းကလေးချောင်းကိုအဆုံးသတ်လိုက်ရပါတော့တယ်။ယခုတင်ဆက်ပေးတဲ့ဝတ္ထုကလေးကတော့အေးမြတာပါပဲ။ဒီကနေ့တင်ဆက်ပေးခဲ့တာကတော့ ဆိုင်သူဖိုးကျော်ရဲ့နတ်ဆောင်ပြားနဲ့တရေတို့ရွာဆိုတဲ့ဝတ္ထုစာအုပ်တွေကသားရဲတစီသားဟင်းဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပေးပါဦးဒီနောက်မှာရှိတဲ့ notification လေးလည်းပေးထားပါအောင်ခင်ဗျာနားဆင်သူပရိသတ်များအားလုံးကိုကျေးဇူးများတင်ပါတယ်